အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာကတော့အင်္ဂါသားသမီးများအတွက်2026ခုနှစ်တနစ်စာဟော့စတယ်မှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေဟာမမျောလင့်မဲ့ထိပေါက်မဲ့ငွေကြီးများဝင်လာတတ်ပါတယ်မိမိဆန္ဒရှိတဲ့အတိုင်းကာလတော်တော်ကြာမလုပ်ဖြစ်တော့အလုပ်ကိစ္စတွေကိုလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်တင်ပါတယ်စီကန့်ကိုအလေးနဲ့ထားပြီးလှုပ်ဆောင်မှသာလျှင်အောင်မြင်မှုရရှိမယ့်နေ့ဖြစ်ပါတယ် ိမိပိုင်ဆိုင်ရရှိသော ဝင်ငွေတွေကိုစည်းကမ်းတကြသုံးဆွဲသင့်ပါတယ်။ဝင်ငွေကောင်းမိမဲ့အသွန်ဆွဲရေရောလက်ဖွာခြင်းကြောင့်လက်အတွင်းမှာငွေမမြဲပဲဖြစ်နေတတ်ပါတယ်။မိဆွေအပေါင်းအသင်းတွေများလုပ်ငန်းအသင်းများထူထောင်လုပ်ကင်ရတတ်ပါတယ်။ဆွေမျိုးသားချင်းများအလဲအပက်ရောက်လာတတ်ပါတယ်။အိုးအိမ်မိယာအစ်စ်များဝယ်ယူပိုင်ဆိုင်ရရှိနိုင်ပါမယ်။အလူတန်းကိစ္စဘာသာရေးကိစ္စများလည်းဆောင်ရွက်ရတတ်ပါတယ်။လုပ်ငန်းပြောင်းရွှေ့ခြင်း တပါးသူတွေရဲ့ချစ်ခင်မှုကိုရရှိမဲ့နေ့ဖြစ်ပါတယ်။ဘယ်လုံငန်းကိုလောက်လို့ရဲရဲဝုံဝုံလောက်ကင်တင်ပါတယ်။မိမိကအယူသားပွင့်နေတာကြောင့်ပန်ဝန်းကြီးရဲ့အသုံးချခြင်းကို ခံရရပါတယ်။စီးပွားရေးလုပ်ငန်း၊အိုးအိမ်တွေဝယ်ယူထူထောင်ခြင်းလုပ်ငန်းများအကျိုးရှိပါမယ်။ရေးလုပ်ငန်းလုပ်ခြင်း၊အဝတ်ထည်ရောင်းဝယ်ခြင်း၊အလားကုန်ပစ္စည်းနဲ့ဖန်စီလုပ်ငန်း၊ဒိုးဆိုင်တွေဖွင့်ခြင်းများမှအကျိုးအမြတ်များရရှိပါမယ်။ အစားအသောက်လုပ်ငန်း၊ဖန်လုပ်ငန်းလုပ်ခြင်း၊ဆက်သွယ်ရေးလုပ်ငန်းလုပ်ခြင်း၊ခီးသွွားလုပ်ငန်းများအထူးကောင်းမွန်ပါမယ်။အင်းကသာသမီတွေရဲ့ရည်ရင်သောစိတ်နဲ့လူမှုဆက်ဆံရေးကောင်းမွန်စွာဖြင့်ပေါင်းစပ်လုပ်ကိုင်ပြီးမိတ်ဆွေတွေများလို့ဖို့ကိဖယ်များရဲ့အကူအညီကြောင့်အလုံးများအောင်မြင်မှုရရှိပါမယ်။ဆုံးဖြတ်ချက်ကြီးကြီးမားမားမချခင် အရင်ဆွေးနွေးတိုင်ပင်အကြံယူသင့်ပါတယ်။ဥပဒေနဲ့မလုကင်းသောလုပ်ငန်းများလုံးဝမလုပ်ကိုင်သင့်ပါ။ စည်းကမ်းကောင်းမွန်သောကုမ္ပဏီလုပ်ငန်းသည်များလုပ်ငန်းတိုးချဲ့ခြင်းများပြုလုပ်ခြင်းအထူးကောင်းမွန်ပါသည်။ငွေကြေးလမ်းကြောင်းအထူးကောင်းမွန်ပြီးရင်းနှီးမြှုပ်နှံမှုများပြုလုပ်မယ်ဆိုပါကအကျိုးအမြတ်များရရှိနိုင်ပါသည်။အထူးသဖြင့်မိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့စီးပွားရေးမှာမိုးတိုးတက်အောင်မြင်လာနိုင်ပါသည်။တနင်္လာခြားသားပြေတောက်ကြသားသမီးများကထိုနေသားသမီးတွေနဲ့ပူပေါင်းလောက်ကင်မှာကအချိုးအမြတ်များရရှိပါမယ် လူမှုရေးနယ်ပယ်မှာဆက်ဆံရေးကောင်းမွန်ပြီးမိတ်ဆွေတို့များရရှိခြင်းရှိရသည်မိတ်ဆွေများဆက်ဆံရေးကောင်းမွန်ခြင်းများရှိပါမယ်ဆက်သွယ်ရေးပညာရေးဆိုင်ရာ လုပ်ငန်းများ စာပေစကားပြောစာချုပ်စာတမ်းမီဒီယာစသောကိစ္စရေးလုပ်ငန်းများမှာထူးခြားစွာအောင်မြင်မှုရရှိတတ်ပါတယ်မိမိရဲ့အလုပ်အကိုင်းမှာအဆက်အသွယ်ကောင်းများစွာရရှိပြီးလုပ်ငန်းများအဆင်ပြေချုံးမွေးပါမယ်ဆရာသမားကောင်းနဲ့ဆုံတွေ့ရတတ်ပါတယ်ပညာရေးဟောကဲ့အနေနဲ့ကတော့ အင်္ဂါသသမိများ အတက်ပညာအသိပညာများတို့ပွားအောင်သင်ယူခြင်းစာပေများဖတ်ရှုခြင်းဒီနှစ်မှာအထူးအကျိုးပေးကောင်းမွန်ပါတယ်ပညာရေးဆိုင်ရာနေပယ်မှာစိတ်ဒုက္ခင်သူတွေနဲ့ဆုံတွေ့ရခြင်းရှိပါတယ်သူချာအသွုံဝင်တဲ့ပညာရဲ့အသစ်တွေကိုသင်ကြားရခြင်းရှိပါတယ်ပညာရေးမှာ အခြေအကိစ္စကြောင့်အခွင့်အလမ်းများနှောင့်နှေးသွားရပါတယ်အခြေရင်းနဲ့အင်တော်ရေးဟောခဲ့အနေနဲ့ကတော့အင်္ဂါသသမိများ ်ဒီအိမ်တော်ရေးမှာတာယာချမ်းမြေမှုရရှိပါမယ်အိမ်တော်မပြူရသေးသောသူများကောင်းမွန်သော မိတ်ဆွေလက်တွဲဖို့ရရှိတတ်ပါတယ်အိမ်ကားသားသမီးအသက်22နှစ်ဝန်းကျင်လူပြိုအပြိုများအိမ်တော်ရေးနဲ့ပတ်သက်ပြီးအိမ်တော်ပြူရန်မတင်သောကာလဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့အင်္ဂါသာသမီးများစက်ပင်းဆိုင်ရာယောဂလေဖြတ်အကျောတည်ခြင်း ခြေတော်ထိခိုက်ဒဏ်ရာရခြင်းအသေးယောဂခါခိုက်ခြင်းလေကောင်းယောဂများဝင်လာတတ်ပါတယ် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အနားမယူပဲပင်မဆင်းရဲစွာ အလုပ်လုပ်ခြင်းကြောင့်အာယုံကြောင့်ထိခိုက်ပျက်စီးတတ်ပါတယ်အထူးသဖြင့်စိတ်ရောကိုယ်ပါမနာတမ်းအတုံးချလွန်းတာကြောင့်အချိန်ကာလကြာလာတာနဲ့နှလုံးရောဂါဆွဲကပ်လာတတ်ပါတယ်အင်္ဂါသားသမီးများအနေနဲ့ကျန်းမာရေးမကောင်းရင်ရင်းနှော်သိမ်းအညွန့်40ကိုဒူးမှခြေပြားထိထားပြီးအိပ်ပါသို့သောရဲပြင်းတော်တဲ့အညွန့်တွေကိုအင်္ဂါသာသမီးတူအူအနောက်ရက်တို့စွန့်ပြေးခိုင်းမှာ 14ရက်တလ2026မှာစ၍14ရက်လေလ2026အထိ အင်္ဂါသာသမီများ လုပ်ငန်းခွင်မှာသတိတရားရှေ့ရှုပြီးဆောင်ရွက်သင့်ပါတယ်။ဒီနေ့ပုဂ္ဂိုလ်များရဲ့တစ္ဆာပေါခြင်းကိုခံရရပါတယ်။အခွင့်အရေးယူသူများနဲ့ကြုံတွေ့ရပါမယ်။စနေဘုဒ္ဓဟူးတနင်္ဂနွေအင်္ဂါသာသမီများနဲ့စက်တူရှေ့ရလုပ်ငန်းလောက်ကင်ပါကမိမိကပင်မန်းသလောက်သူတစ်ပါးကအကျိုးရှိသွားရပါတယ်။ မိမိထက်ငယ်ရွယ်သူလဲအောင်ငယ်သားတွေကြောင့်အပူတော့ကခံစားရတတ်ပါတယ်။မိပြတ်တာတွေဂရီးသက်စာသစ္စာ ဖောက်တာတွေအထိ ဖြစ်တတ်ပါတယ်။ဒီကာလမှာအင်ရင်သေးဝဲတာဆောက်တာမျိုးမလုပ်ပါနဲ့။အကျိုးမပေးပါဘူး။မလိုရပဲချိန်ကားချင်းငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအလွယ်တကူချိန်ကားတာအာမခံတာမျိုးရှောင်ရှားတင်ပါတယ်။အလောကိစ္စနဲ့ပတ်သက်ပြီးမဖြစ်မနေခီးသွားရမယ်ဆိုပါကမိမိဘေးရန် ကင်းရှင်းဖို့အတွက်ဂယူဆိုင်သွာလာတင်ပါတယ်။အင်္ဂါသားသမီးများအနေနဲ့နေုံလနော်တော်လတွေမှာထူးထူးခြားခြားအောင်မြင်မှုများရရှိတတ်ပါတယ်။စီးပွားရေးလုပ်ငန်းများအရှေ့ဟုန်နဲ့တိုးတက်လာမယ်။အထူးသဖြင့်အိုင်ဒီယာအသစ်များနဲ့လောက်ကင်သော လုပ်ငန်းများအကျိုးထူးအကျိုးမြတ်ရရှိပါမယ်။မိမိရဲ့လှုပ်ဆောင်မှုအတွက်အကြီးအကဲပုံကူများထဲမှာအတိအမှတ်ပြုခြင်းကြီးမြမြောက်စားခြင်းခံရတတ်ပါတယ်။ရာထူးတို့ချင်းလုပ်ငန်းသစ်မှာခေါင်းဆောင်တွေရရရှိတတ်ပါတယ်။ ရေချားမြေချားလူမျိုးချားတွေနဲ့ပေါင်းဆက်လောက်ကိုင်းပါကအထူးကြိုးပေးပါလိမ့်မယ်။အထက်လူကြီးတွေရဲ့မာဇာမှုကိုလည်းတေချာပေါက်ရရှိမယ်နှစ်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအနေနဲ့အထူးသတိထားဆင်ခြင်သင့်တာကတော့မိမိရဲ့ဒေါသကိုထိန်းချုပ်ပြီးအင်းချင်းသွာလာလောက်ကိုင်းသင့်ပါတယ်။အင်္ဂါသားသမီးများအသက်24နှစ်မှ29နှစ်အတွင်းကံညံ့နေပါမယ်။နောက်ပြီးတော့အသက်40 41နှစ်48နှစ်49နှစ်တွေကအစအစအရာရာမအောင်မြင်မဲ့ နှောင့်နှေးကြံ့ကြာနေရပါတယ်။အထူးအနေနဲ့အင်္ဂါသားသမီးများ လောဘနဲ့အရင်စလိုဆုံးဖြတ်ခြင်း၊စိတ်လိမ်မံမှာအလုလုချင်းများထိမ့်ချုပ်ပြီးဆုံးဖြတ်ချက်ချမယ်ဆိုပါကအထူးကောင်းပါပါတယ်။ရှားဖွေထားတဲ့ဥစ္စာပစ္စည်းတွေကိုဂယုတစေထိမ့်သိမ်းဆောက်ရှောက်သင့်ပါတယ်။ဖြန့်လန်းနည်းနဲ့ချမ်းသာအောင် လောကစားပြုလုပ်ခြင်းကိုအထူးဆောင်ခြင်းမှာငွေကြီးဆိုင်ရာဆုံးရှုံးမှုများစွာကြုံတွေ့ရတတ်ပါတယ်။ အင်္ဂါသားသမီးများအတွက်ဆောင်ရွက်ဆောင်ရွက်ရေဒီယာများအနေနဲ့ကတော့အရေးကြီးသောအလုပ်များလှုပ်ဆောင်မယ်ဆိုပါကပေါ်တော့ဦးစနေတနင်္ဂနွေနေ့မှာလှုပ်ဆောင်ပါအကျိုးပေးတဲ့အရာတွေကတော့အနီရောင်အနက်ရောင်အဝါရောင်တို့ဖြစ်ပါတယ်ဆောင်ရွက်အရာများမှာအဖြူအပြာငွေရောင်တို့ဖြစ်ပါတယ်အကျိုးပေးမဲ့အဆောင်ရတနာတွေကတော့သန္တာကြောက်ဖြစ်ပါတယ်အကျိုးပေးသော အခေယမှာရောက်ဝါမထတို့ဖြစ်ပါတယ် အကျိုးပေးသောကလည်းမှာ3 6 8 9လို့ဖြစ်ပါတယ်။အင်္ဂါသားသမီးများဘေးရန်အမျိုးမျိုးမှာလူကင်းရဲ့အင်္ဂါနဲ့တနေ့ကိုနေနဲ့ဖရာတဆူဆူမှာဆန်းစီစေစာတခုခုကိုလှူဒန်းပေးပါ။အင်္ဂါသားသမီးများအိမ်တော်ရဲ့အစင်မပြေပါကစောင်းရှားသားကို7လက်မှစီ2ချောင်းပြုတ်လို့ပါ။အင်းရဲ့မြင်သာတဲ့နေရာမှာအင်္ဂါနေ့တနာ yı မိနစ်30မှာချိန်ဆွဲထားပါ။ ်ချိတ်ဆွဲထားခြင်းဖြင့်အင်္ဂါတော်၏အစဉ်ပြေတာယာပါလိမ့်မယ်။အင်္ဂါသားသမီးများအနေနဲ့အထက်လူကြီးနဲ့အစဉ်ပြေမဆစေရန်စီပိန်းထဲမှာစဘာပင်စိုက်ပျိုးပြီးစိုက်ပျိုးပေးခြင်းဖြင့်ပေါင်းသင်းဆက်ဆံရေးမှာအစဉ်ပြေချုံးမွေပါလိမ့်မယ်။ရေရရအနေနဲ့ကတော့အင်္ဂါသားသမီးများတစ်နှစ်ပတ်လုံးမိမိမွေးနေတဲ့တလမှာတည့်ရမိမိမွေးနေတဲ့ရွယ်လာညဝါညရွှေပန်းအဝါရောင်နှင်းစီပန်းနေမဒန်းညစတညဘုရားတွင် ပူဇော်ပေးပါ ဒူရင်သည်တံပေါင်းထောဘက်သည်နာနဲ့သည်ထုံမုံထညက်တို့ကိုဆွန်းတော်ကလူပေးပါဟုတ်ကဲ့ပါခင်ဗျာအင်္ဂါသားသမီးများ2026ခုနှစ်နှစ်သစ်မှာကံကောင်းခြင်းတွေပိုင်ဆိုင်ကြပါစေလက်လာပါများလည်းတိုးပွားကြပါစေအသက်ရှူတိုင်းငွေဝင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ